အရှင်ဖယားမိဘတွေမတည်ပဲနှစ်ဦးသဘောတူလက်မှတ်ထိုးပြီးအတူတူနေထိုင်ရင်ဘယ်လိုအပြည့်ရပါလဲဖယားရှင်းပြပေးတော်မူပါတဲ့အရှင်ဖယားမိဘတွေမတည်ပဲနှစ်ဦးသဘောတူလက်မှတ်ထိုးပြီးအတူတူနေထိုင်ရင်ဘယ်လိုအပြည့်ရပါလဲဖယားရှင်းပြပေးတော်မူပါတဲ့ ပါရာဗိဒံပါဠိတော်မှာယောက်ျားသားများမတော်လာထိုက်သောမိမအယောက်20ရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီမိမအယောက်20ကဘယ်သူတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်။တိအမိဆောင်းလျှောက်အပ်သောမိမနှစ်အဖဆောင်းလျှောက်အပ်သောမိမသုံးမိဘနှစ်ပါးဆောင်းလျှောက်အပ်သောမိမလေးမောင်ဆောင်းလျှောက်အပ်သောမိမငါးမိမအမဆောင်းလျှောက်အပ်သောမိမ၆ဆွေမျိုးဆောင်းလျှောက်အပ်သောမိမ ခုနှစ်အနယ်တူတူဆောင်းလျှောက်အပ်သောမိမ၈တရင်သုံးပေါ်တို့ဆောင်းလျှောက်အပ်သောမိမ၉အဆောင်အလျှောက်ထားသောမိမ၁၀မင်းတို့သည်ဓာထားအပ်သောမိမ၁၁ဥစ္စာဖြင့်ဝယ်အပ်သောမိမ၁၂အလိုတူ၍နေသောမိမ၁၃စီးစိမ်အလိုငါနေသောမိမ၁၄အဝတ်ပစိုးအလိုငါနေသောမိမ၁၅ရေခွက်၌လက်ကိုချ၍မိဘတို့ကထိမ်းရှားပေးသောမိမ၁၆ 16ခေါင်းခုကိုပယ်ချစီ၍ယူအပ်သောမိမ့်မ17ကြော်မာလဲဖြစ်မရားလဲဖြစ်သောမိမ့်မ18အမှုလုံလဲဖြစ်မရားလဲဖြစ်သောမိမ့်မ19စိတ်ညစ်ပြီးအယက်မှယူဆောင်အပ်သောမိမ့်မ20တခဏမျှနေစေအပ်သောပြည်တန်စာမတို့ပဲဖြစ်ပါれဒါဟာယောက်ျားသားများမတော်လာထိုက်သောမိမ့်မ်အယောက်20တဲဖြစ်ပါれအဆိုပါမတော်လာထိုက်သောမိမ့်မ်အယောက်20တဲမှာ အမိစောင့်ရှောက်အပ်သောမိမအဖစောင့်ရှောက်အပ်သောမိမမိဘနှစ်ပါးစောင့်ရှောက်အပ်သောမိမဆိုတာပါတဲ့အတွက်ကြောင့်နှစ်ဦးသဘောတူလက်မှတ်ထိုးပြီးနေထိုင်ကြတာမှန်တော်လေပဲမိန်းကလေးကအုတ်ထင်းသူရှိတဲ့အတွက်ယောက်ျားလေးမှာကာမေတုမိစ္ဆာစာရကံထိုက်ပါလေနော်မိကွန်းရှင်မိကျင်တဲ့လူရင်းကမိဘတွေဟာ မွေးမွေးပြီးချင်းသာသမီတွေကိုစွန့်ပစ်ခဲ့တယ်အလွန်အမင်းနှိမ့်ဆက်တဲ့ပုံကိုယ်တွေကိုမိဘလိုတတ်မှတ်တင်သလားလို့ လာရောက်ပြီးတော့မှမိထားတာဖြစ်ပါတယ်။ကိုယ့်ကိုမွေးခဲ့တာမျိုးမှန်တယ်ဆိုရင်ပြီးပါပါပဲ။ဒီမိသားစု အတိုက်အုံတွေကိုဘယ်ဖခင်ဘယ်မိခင်မှလက်ရပြီးတော့မှခေါ်ခဲ့တာမဟုတ်သလိုပြန်သွားတဲ့အခါမှာလည်းပဲဘသူမှမနှင်ပဲနဲ့ပြန်သွားကြတာဖြစ်ပါတယ်။ပြောချင်တာကကိုယ်ကံနဲ့ကိုယ်လာခဲ့ကြတာဖြစ်ပါတယ်။ဘသူကိုမှအပြစ်ပုံချလို့မရပါဘူး။ဒီနေ့ခင်မှာအသသမီးတွေကိုစွန့်ပစ်ကြတာလားဆိုတော့မဟုတ်ပါဘူး။ ရသော်ဗျာလက်ထက်ကလည်းပဲရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးတွေတောင်မှအကုသိုလ်ကံကြီးမဲ့ဆိုရင်စွန့်ပစ်ခံကြရတာဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်ကရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးပေါ့လောရကတိတ်တာတဲ့။အဲဒီလောရကတိတ်တာဆိုတဲ့ကလေးဟာအင်ကြီးတစ်ထောင်ရှိတဲ့တန်ဃာရွာကြီးမှာတရေတီးတယ်။ကိုဝန်လွယ်ထားရတယ်ပေါ့။အဲဒီကလေးကိုကိုဝန်ရဲ့ကိုဝန်လွယ်ထားရတဲ့နေ့ကစပြီးတော့မှဒီအင်ကြီးတစ်ထောင်ရှိတဲ့တန်ဃာရွာကြီးဟာ ဘလို့ပဲငားရှာရှာရှာလို့မရဘူးတဲ့ဘလောက်အိုင်ကောင်းတဲ့ငားပေါ်တဲ့နေရာပဲဖြစ်ဖြစ်ငားဟာဘလို့မှရှာလို့မရဘူးပေါ့ဒါနဲ့ပဲအဲ့ဒီရွာကလူကြီးတယောက်ကငါတို့ရွာမှာတော့အကုသို့အမတန်ကြီးမားတဲ့ပုံကိုရောက်နေပြီနဲ့အတူတယ်။ငါတို့တွေခွဲပြီးတော့ရှာကြအောင်ဆိုဆိုအဲ့ဒီအင်ဂျီတထောင်ရှိတဲ့အနက်မှာအင်ဂျီ900စီခွဲလိုက်တယ်။အဲ့ဒီကလေးမပါတဲ့အင်ဂျီ900ကတော့ငားတွေရှာလို့ရတယ်။ ဲ့ဒီကလေးပါသွားတဲ့အင်ဂျင်900ကတော့ငါဘလို့မှရှာလို့မရဘူး။ထေကြပြီအဲ့ဒီ900ထဲမှာတော့လူယုတ်မှတယောက်ပါနေပြီ။ထက်ခွဲကြအောင်ဆိုဆိုတော့150စီပြန်ခွဲ။အဲ့ဒီကလေးပါတဲ့မိသားစုဘက်မှာငါကဘလို့မှရှာလို့မရဘူးတဲ့။ဒါနဲ့ပဲထက်ခွဲထက်ခွဲထက်ခွဲခွဲလိုက်တဲ့အခါမှာလင်မယားနှစ်ယောက်ပဲကြံခဲ့တယ်။မိသားစု၃ယောက်ပေါ့လေ။အဲ့ဒီကလေးကိုကိုယ်ဝန်လွှဲထားရတာဆိုတော့ ဲ့တော့တေကြပြီဒီမိသားစုကြောင့်ငါတို့ယူကငါမရတာပဲဒါမဲ့လို့မိသားစုကြောင့်ကြီးပြောလို့မရသေးဘူးမင်းတို့လည်းမရနဲ့ရောက်တယောက်တအိုင်စီခွဲပြီးတော့ငါရှာကြပါလားလို့ပြောပါတယ်ငါပေါ်တဲ့အိုင်နဲ့အိုင်ကိုပေးလိုက်တယ်အဲ့ဒီအမျိုးသမီးရှာတဲ့အိုင်ကတော့ဘလို့မှငါမရဘူးတဲ့အမျိုးသားကတော့ငါရတယ်တဲ့ဒါနဲ့တေကြပြီ လက်စားတတ်တော့ဒီမိမကြောင့်ငါတို့ရွာငားမရတာဒီမိမဟာသူရုပ်မှာပဲရွာပြင်းနေထုတ်ကြလို့ဆိုတော့တရွာလုံးကဝိုင်းပြီးနင်းထုတ်လိုက်တာယောက်ျားကလည်းပဲမိမကိုချစ်တော့သူပါလိုက်သွားတယ်ပေါ့ဒီလိုပဲစင်စင်ရဲရဲပင်ပင်ပန်းပန်းနဲ့တောင်းစားလာလိုက်တာငတ်တလဲပြတ်တလဲပေါ့တရက်မှာကိုလလွယ်ဆယ်လားမြောက်တော့ဒီလောတကာတိတ်တာလေးဖွာတယ်ပေါ့ကလေးလေးကိုပွေးပြီးတော့မှရတကာလဲပြီးတော့တောင်းစားကြတယ် ကလေးပွေးတဲ့သူဆိုရင်ဘယ်သူမှမပေးကျင်ဘူးဖခင်ပွေးရင်လည်းဖခင်မပေးကျင်ဘူးမိခင်ချီထားရင်လည်းမိခင်ကိုဘယ်သူမှမပေးကျင်ဘူးမကြွေးကျင်ဘူးလွရကြွရကိုသွားကြလို့ပေါ်ပြီးတော့မှလွတ်တယ်အဲ့တော့မှတန်တရားဖြစ်လာတယ်အော်ဒီကလေးကြောင့်များလားမသိဘူးငါတို့တွေအခုလိုမျိုး စင်စင်ရဲရဲပင်ပင်ပန်းပန်းနေကြငါတို့တောင်ကြောက်လာပြီမိဘတွေတောင်ကြောက်လာပြီနော်မိဘတွေတောင်ကြောက်လာပြီဝကြေးကြီးမပုံပြောပါတယ် ဒါနဲ့ပဲမဖြစ်တော့ဘူးဒီကလေးကိုငါတို့တွေစွန့်ပြစ်ကြစို့လို့ဖခင်ကြီးကပြောတော့မိခင်ဆိုတော့ဝမ်းနဲ့လွယ်ပြီးမိုးရတာဆိုတော့ဘယ်စွန့်ပြစ်နိုင်မလဲဗျာကလေးကိုချစ်တာပေါ့ဒါမဲ့လေဒီကလေးနဲ့ဆက်နေမယ်ဆိုရင်သူတို့တွေငတ်ပြတ်ပြီးတော့တေးကြရတော့မှာလေကဘာမိလောင်သားကောင်ချာနေဆိုတဲ့စကားလိုပဲတေးကြကြည်ကြရတော့မှာဆိုတော့ဒီကလေးကိုစွန့်ပြစ်ထားခဲ့တယ်အဲ့တော့ဒီနေ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့မိဘတွေကမိဘဝတရားမကြည်ဘူးမိဘစိတ်မရှိဘူး ဟိုအပြစ်မရှိတဲ့ကလေးကိုစွန့်ပြက်တယ်အဲလူစိတ်မရှိတဲ့မိမိခင်ဖခင်လေးလို့ဒီလိုအပြစ်ပုံချကြမှာပေါ့သူ့ရဲ့နောက်ခံတမိုင်းကြောင့်အပြစ်ကိုဘယ်သူမြင်နိုင်လဲဘယ်သူမှမမြင်နိုင်ဒီလောကဒိဋ္ဌဟာနောက်ဆုံးတော့အယဟနာဖြစ်သွားတယ်ပေါ့ဗျာတူတူပဲပြောကြပါစို့ယန္တာဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်ကြီးကိုသူဝဝလည်းမြင်မစားရပါဘူးနောက်ဆုံးပရိနိဗ္ဗာန်ပြုကပြုကနေမှအဲစတုမတူဆွမ်းတဏ္ဍပဲစားရတယ်ပေါ့ ပြောချင်တာကသူ့ရဲ့နောက်ခံတမိုင်းเจ้าကို ပြန်ပြောင်းပြီးတော့မှပြောရမယ်ဆိုရင်သူဟာအတိတ်ဘဝတစ်ခုတုန်းကဘုန်းကြီးတစ်ပါးဖြစ်ခဲ့ဘူးတဲ့အဲ့ဒီဘုန်းကြီးကိုပစ္စည်းလေးပါအမြဲတမ်းထောက်ပံ့လှူဒါန်းတဲ့ဆွမ်းတကာမိသားစုလည်းရှိတယ်အဲ့ဒီဘုန်းကြီးရဲ့အကြောင်းကိုတရက်မှအာဂန်နုဘုန်းကြီးတစ်ပါးကြွလာတယ်ပေါ့ဆွမ်းတကာကလည်းပဲဒီအာဂန်နုဘုန်းကြီးရဲ့အသွာဘုံလာဘုံနေဘုံထိုင်ဘုံအိန္ဒြေတံပတိနဲ့ပြည်စုံတာကိုကြည့်ပြီးတော့အမတန်ကြီးညိုတယ် ညညိုတော့အဲ့ဒီဘုံကြီးကိုရှောက်တယ်အရှင်ဘုရားမနေ့ပံတပည့်တော်အိမ်ဆွမ်းစားကြွရင်အဲ့ဒီအာဂါနုဖိုလ်တော်လေးပါပြင့်ခဲ့ပါဘုရားလို့ရှောက်တော့အဲ့ဒီဘုံကြီးရဲ့ယင်ထဲမှာဘာဖြစ်တုံးဆိုတော့မေဇရိယဖြစ်တယ်ကုလမေဇရိယပေါ့ကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့တကာကိုယ့်ရဲ့ပစ္စည်းလေးပါတကာသူများတကာဖြစ်သွားမှာဟုတ်ဆိုရင်လာဘာမေဇရိယကိုယ့်ကိုလူတန်းတဲ့ပစ္စည်းလေးပါကိုတခြားလူကိုလူမာကိုဆိုရင်ကြာသွားမှာကိုဆိုရင်မေဇရိယစိန်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့ဒီတကာဟာ ဲဒါကြောင့်မို့ဒီဖုန်းကြီးဟာနောက်နေ့စွန်းစားကြွားတဲ့အခါမှာအာကန်သူဖုန်းကြီးကိုမနိုးဘဲနဲ့တယောက်တည်းသွားတယ်စွန်းကားကတော့မေးတာပေါ့အရှင်ပြာဆရာတော်လေးကြွမလားဘူးလားဗျာအေးငါနိုးတာပဲကြွမလားဘူးအမ်အမ်ဘတာအေးပုတ်တာပြောဆိုပြီးတော့စွန်းကားလည်းပဲမမဗျာခီးပန်းလို့နဲ့တူပါတယ်ဗျာစွန်းလေးလူလိုက်ပြရစီဗျာဆိုတော့စွန်းတွေထည့်ပြီးတော့မှလူလိုက်တယ်ပေါ့အဲ့ဒီစွန်းတွေထည့်ပြီးတော့မှလူလိုက်တာကို လာရောက်တော့ပုံလုံးကိုတွန်ပြလိုက်တယ်။ကြောင်းပြန်ရောက်တော့ဟိုအာဂန္ဓုဘုန်းကြီးကတိုင်မေညောင်ညယဟန်တော်မဟုတ်ပါဘူး။ယဟန်တာကြီးပေါ့။အော်ဒီပုဂ္ဂိုလ်ဟာငါနဲ့ပတ်သက်ပြီးတော့မှအကုသိုလ်တွေဖြစ်နေပါလား။ငါ့ကိုအကြောင်းပြုပြီးတော့မှချစ်ဆက်ပြီးတော့အကုသိုလ်တွေဖြစ်နေရင်သူဟာအပြစ်ကြီးရကြီးရဲ့လို့အဲ့ဒီအာဂန္ဓုဘုန်းကြီးကចောင်းခေါင်မိုးကနေဖောက်ထွက်ပြီးတော့မှပြန်တန်းသွားပါတယ်။ဒီအချင်းရကိုမြင်တဲ့ဒီចောင်းတိုင်ဘုန်းကြီးကစိတ်မကောင်းနေဖြစ်ပြီးတော့ဩငါပြင်မလိုက်တာ ရဟန္တာကြီးကိုပြင်မလိုက်တာပါလား။အနောင်သားတွေကြီးကြေရအဲ့ဒီစိတ်နဲ့မအိတ်နိုင်မစားနိုင် ဖြစ်ပြီးတော့ပြန်တော်မူတဲ့အခါမှာနောက်ဆုံးငရဲကြတဲ့ငရဲကနေပြန်တက်လာလို့လည်းအကုသိုလ်တွေအမျိုးမျိုးနှိပ်စက်လို့ရောက်ရဘဝမှာသူကဒုက္ခအကြီးကျယ်ရောက်ရတယ်ပေါ့ပြောချင်တာကမိဘတွေစွန့်ပစ်ကြတယ်မိဘတွေနှိပ်စက်ကြတယ်မိဘတွေခွဲခြားခွဲခြားဆက်ဆံကြတယ်ဆိုတာမိဘတွေမိဘတွေကြီးပဲအပြစ်ပုံချလို့မရဘူးကိုက ဘယ်လိုအကုသိုလ်တွေလုပ်ခဲ့မှမသိဘူးဘယ်ဘဝမှာဘယ်လိုမကောင်းကျိုးတွေလုပ်ခဲ့မှမသိဘူးလေအဲကြောင့်မို့ကိုယ်ကံကြမ္မာကိုလည်းပဲကိုပြန်ပြီးတော့မှစဉ်းစားပါစဉ်းစားစီလိုပါတယ်မိဘတွေမကောင်းဘူးမကောင်းဘူးမပြောပါနဲ့တုတာဝန်ကိုတာဝန်ကြင်မွန်ကြမယ်ဆိုရင်လည်းပဲဥပမာဆိုကြပါစို့မိဘတွေကလည်းမိဘဝတရားကြင်မွန်နေဆိုရင်မိဘမဲ့ကေဟာဆိုတာမပေါ်လာသလိုသားသမီးတွေကလည်းပဲသားသမီးဝတရားကြင်မွန်ကြတယ်ဆိုရင်ဘဝရည်သာဆိုတာပေါ်လာမှာမဟုတ်ပါဘူး ။အဲကြောင့်မို့ဘလို့ပဲဖြစ်ဖြစ်မိဘဟာမိဘပါပဲ။မိဘကိုတန်ဖိုးထားကြပါ။မိဘကိုကြီးအပြစ်မမြင်ပါနဲ့။ကိုယ်ကံကြမ္မာကိုလည်းကိုယ်ပြန်ပြီးတော့မှဆင်ခြင်သုံးသပ်တွေးရှုကြပါလို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။